အခုပဲမြန်မာနိုင်ငံငလင်ကြီးနဲ့ပတ်သက်ပြီးတော့ကုလသမဂ္ဂစာနာရိက္ခာနဲ့စိုက်ပျိုးရေးအဖွဲ့ FAO ရဲ့ထုတ်ပြန်ချက်ကြောင့်တနိုင်ကန်လုံးကပြည်သူတွေကတော့တတိအကြီးကြီးကိုထားရမယ့်အခြေအနေမှာရောက်ရှိသွားပါပြီ။ပြည်သူတွေကုံစင်းသုံးတွေအကြီးအကျယ်ကိုကြီးပါတော့မယ်။အခုပဲကုလသမဂ္ဂအဖွဲ့ရဲ့ထုတ်ပြန်ချက်ဟာတနိုင်ကန်လုံးကပြည်သူတွေကိုအံ့ဩသွားစေခဲ့ပါတယ်။ ရောင်းနေငယ်အလေးပိုင်းစကိုင်းနဲ့မန္တလေးတိုင်းကိုပို့ပြုလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းထန်ကြောင်းမြန်မာနိုင်ငံသဝန်လူပေါင်း9သန်းကျော်နဲ့အခြေခံအဆောက်အုံများစွာပျက်စီးခဲ့တဲ့အပြင်တန်းနဲ့ချီတဲ့စိုက်ပျိုးမြေနဲ့ဝင်းမြူရေးလုပ်ငန်းတွေလည်းပျက်စီးသွားခဲ့ပါရီဒါကြောင့်မို့လို့အဲ့ဒီငလင်ကြီးဟာစိုက်ပျိုးရေးနဲ့လူမှုစီးပွားရေးအပေါ်မှာများစွာမြန်မာနိုင်ငံထက်ဝက်နီးပါးလောက်ထိခိုက်သွားတာဖြစ်တဲ့အတွက်မြန်မာနိုင်ငံမှာဒီထက်မကဆိုးရွားတဲ့ စားအသောက်ပြက်လက်မှုတွေစားသောက်ရိတ်ကပြက်တော့မှုတွေဖြစ်ပေါ်မှာဖြစ်ကြောင်းအသည့်လင်းကိုကုလသမဂ္ဂဘက်ကကြေညာလိုက်ပြီလေဖြစ်ပါရီ။ဒါကြောင့်ပြည်သူတွေအခုကလေးကနေဂျိုးတင်ပြင်ဆင်มาရပါတော့မယ်ကုန်စည်နှုန်းတွေဟာဒီထက်မကများစွာမြင့်တက်ဖို့ရှိနေပါရီ။ကြားထဲမှာပူဆိုးရာကပြည်သူတွေဟာအခုချိန်မှာပြန်လဲထူထောင်ရေးကိုမမိတို့တော့အချင်းချင်းပြန်လဲလှူဒန်းကြရင်လည်းကုညီပြီးနေကြရတာပဲဖြစ်ပါရီ။ဒီဘက်ကကူညီတဲ့ငွေကြေးတွေအကုန်လုံးကိုလေစစ်ကောင်စီကပဲအကုန်လုံးကိုထိန်းသိမ်းထားလိုက်ပြီးဖြစ်ချောင်းလေးသိရပါတယ် မြန်မာပြည်တွင်ထဲမှာရှိတဲ့လုပ်ငန်းရှင်တွေရဲ့အလူငွေတွေအသန်း90လောက်ရှိပါတယ်အမေရိကန်ဒေါ်လာအသန်း90လောက်ရှိပါတယ်အာဆီယံနိုင်ငံတွေရဲ့အလူငွေတွေကလည်းများစွာသောတော့အသန်းပေါင်းများစွာရှိပါတယ်အဲ့ဒါတွေကိုစစ်ကောင်စီကအိတ်တွေကိုထည့်ပြီးတော့ဒါရောင်းနိုင်ငံမှာရှိတဲ့ဒုက္ခရောက်နေတဲ့ပြည်သူတွေအတွက်နော်ဟလင်တန်သိမ့်ပြည်သူတွေအတွက်သအိမ်ကိုဆယ်သိမ့်ချနဲ့နော်အထောက်ပေးပြီးဆောင်ခဲ့ကြောင်းလည်းကျွန်တော်နေနဲ့ကြားရည်ဆိုတော့အင်မတန်မှရက်ဆက်ပါတယ်ဒါကပဲနော်အစိုးရကမကောင်းတာဖြစ်တဲ့အတွက် ြည်သူတွေဟာပုံမှုပြီးတော့ကြံလေတီထောင်ရင်းမှာဒုက္ခရောက်ရတာဖြစ်တယ်။ကုံစင်းတို့နေဒီထက်မကကြီးလာမှာဖြစ်တဲ့အတွက်ပြည်သူတွေခုခရက်ကနေကြိုးတင်ပြင်ဆင်ကြပါပြီးတော့ဒီနေရာမှာဆက်ပြီးတော့သတိပေးချင်တာကနောက်ဆက်တွဲကလင်တွေကနောက်2လ3လအထိကိုရှိနေအောင်မှာဖြစ်တယ်။အခုနောက်ဆက်တွဲကလင်တွေကတဖြည်းဖြည်းနဲ့အချိန်ကြီးနည်းလာပြီ။ဒါမှမဟုတ်ပြည်သူတွေယူဆရပါအောင်မယ်။ မန္တလေးမြို့ဟာလည်းဒီနှစ်မိုးရာသီမှာရေအောက်ရောက်သွားနိုင်တာဖြစ်တဲ့အတွက်ပြည်သူတွေအခုခေတ်ကနေကြိုတင်ပြီးတော့ပြည်စင်မှုတွေလှုံ့ဆော်တင်ချောင်းကိုဒီကနေ့ပဲသတိပေးပြစေဗျာ